မင်္ဂလာပါပရိသတ်တို့ယနေ့ကဘာကြီးပေါ်မှာတရှိနေတဲ့များစွာသောသေယူပို့ဆောင်ရေးရှင်တွေထဲမှာရထားတွေကိုပထမဆုံးခီးဝေးကုန်လဲသေယူပို့ဆောင်ရေးရှင်တွေဖြစ်အသုံးပြုခဲ့ကြတာပါရထားတွေကိုကုန်ပစ္စည်းတွေကြောင်မီသွေးတွေလိုတွင်းထွက်ပစ္စည်းတွေနဲ့လူတွေကိုတိတ်ဆောင်ဖို့ ဆစီရသူစောပိုင်းလောက်မှာစတင်တည်ထွင်ခဲ့ကြတာဖြစ်ပြီးတော့ယနေ့အတိုင်းကမ္ဘာပေါ်မှာရထားတွေကရေးပါတဲ့တည်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်တည်ရှိနေစေဖြစ်ပါတယ်။အခုပြည်တော်မှာတော့ကမ္ဘာပေါ်ကအကြီးမားဆုံးနဲ့ရှေ့လျားဆုံးရထားတွေအကြောင်းကိုပရိသတ်တို့ဘူးတူတာရရှိစေဖို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်5 BHP Iron Ore Australia PHP Iron Ore Australia မြေရှိတဲ့ယထားကြီးအားကမ္ဘာပေါ်မှာကျယ်ပြန့်ဆုံးယထားလမ်းကြောင်းတစ်ခုပေါ်မှာပြေးဆွဲနေတာဖြစ်ပါတယ်။ Australia နိုင်ငံအနောက်ဘက် ဘာဘာရာဒေတာရဲ့အဓိကတည်ယူပို့ဆောင်ရေးရှင်တစ်ခုဖြစ်ပြီးတော့ကမ္ဘာပေါ်မှာအကြီးမားဆုံးနဲ့လေးလံဆုံးကုတင်ရထားတွေကတစင်းဖြစ်ကြော်ကြပါရီဒီရထားကြီးဟာတိတသမ99မိုင်ရှည်လျားပြီးတော့ရထားတွေပေါင်း682တွဲပါဝင်ပြီးတော့ဖွဲ့စည်းထားပါရီဒီလိုရထားတွေဒီအများကြီးပါရှိတာကြောင့်ဒီရထားဟာလူသုံးကုန်ပစ္စည်းတွေအများကြီးကိုတည်ဆောင်ပေးနိုင်ပါရီကုန်ပစ္စည်းတွေပြည့်တင်ထားမယ်ဆိုရင်ဒီရထားကြီးဟာ9900တန်းအထိ အလေးချိန်ရှိပါသည်ဒီရထားရဲ့တမိုင်းချောင်းကိုပြောရမယ်ဆိုရင်1960နောက်ပိုင်းကာလကိုပြန်သွားမှာပါအဲ့ချိန်တုန်းက BHP ကုမ္ပဏီကဘာဘာရာဒေတာမှာငွေကြေးတွေများစွာရှင်းလင်းမြုပ်နှံခဲ့တာကြောင့်ခြေပြန့်ရှည်လျားသားတွေအထားလိုင်းဆောင်တွေကိုစတင်တိစောက်ခဲ့ကြပါသည်ဒီရထားကိုအဲ့ချိန်တုန်းကတန်တွေကိုမိုင်းနေနေများစွာကနေစိတ်ကန်းစီကိုတည်ယူပေးတဲ့နေရာမှာအသုံးပြုခဲ့ကြပြီးနိုင်ငံရဲ့တန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာဒီရထားကြီးဟာရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်ခဲ့ပါသည်နံပါတ်၄ဆက်ဆန်ရထားများ ရုရှားနိုင်ငံရဲ့ကြေပြောလာတဲ့မြေပြင်ပေါ်မှာဆက်ဆန်ယထားတွေဟာယထားလောကရဲ့လူတန်ကြီးတွေဖြစ် နေရယူထားလို့နေပါရီဒီယထားတွေဟာနိုင်ငံရဲ့အမျက်နှုံးမြင့်ခီးသွွာလာမှုလုပ်ငန်းတွေမှာအဆင့်မြင့်နေဆိုတာကိုပြသနေပါရီကျစ်လီရှော့မှုတ်ပြီးတော့ခင်မီတဲ့ဒီဇိုင်းတွေကြောင့်ကြော်ကြားတဲ့ဒီယထားတွေဟာမော်စကိုနဲ့ စင်ပီတာဗက်စ်တို့လိုမြို့ကြီးတွေကိုဆက်သွယ်ပေးထားပါတယ်။တနာရီကို155မိုင်တော့ပြေးဆွဲနိုင်ပြီးပရိသတ်တို့ဟာတရထားကိုစီးပြီးရန်ကုန်ကနေမန္တလေးကိုသွားမယ်ဆိုရင်၃နာရီခန့်သာကြာမြင့်မှာဖြစ်ပါတယ်။ဒါကြောင့်မယ့်တရထားကိုနေချင်းပြန်အလုသွားတဲ့သူတွေနဲ့ခီးသွားတွေအများဆုံးစီးနေကြပါတယ်။တရထားတွေကို2000ပြည့်နှစ်စောပိုင်းကာလတွေမှာရုရှားနိုင်ငံရဲ့ကြီးမားတဲ့ခင်မီရဲ့လုပ်ငန်းစဉ်အားတိစောက်ခဲ့တာဖြစ်ပြီးနိုင်ငံရဲ့ရထားလမ်းကြောင်းတိစောက်မှုကိုတဆင့်ပြောင်းလဲစေခဲ့ပါတယ်။တရထားတွေဟာရုရှားနိုင်ငံရဲ့ နိပညာအစင်းမြင့်တင်မှုတွေကတခုအဖြစ်မှတ်ကြောက်တည်နေပြီးခီးသည်တွေကိုစိန်ကြပြီးတတောက်တတာရှိတဲ့ခီးအတွဲအတွေးကြုံကိုပေးဆွနိုင်ပါ ರಿ ဒီရထားရဲ့အတွေးပိုင်းမှာကျဲဝဲနဲ့ထိုင်ကုန်တွေပြင်ထမင်းဆောက်လို့ရတဲ့နေရာတွေပါပါဝင်ပါ ರಿ ဒီရထားတွေရဲ့မျက်စံမှုနဲ့တတောက်တတာရှိမှုတွေကြောင့်ရုရှားနိုင်ငံရဲ့ယဉ်ကျေးမှုစီးပွားရေးနဲ့နိုင်ငံရေးမှာချက်ချာကြတဲ့အခြေဆက်တစ်ခုဖြစ်တည်ရှိနေတာပဲဖြစ်ပါ ರಿ နံပါတ်3တကံပရိသတ်တို့ကစွန်စားပြီးခီးသွားတာကိုကြိုက်နေတတ်ကြသူတွေလား ဒါဆိုရင်တော့ဒီယတာကပရိသတ်တို့နဲ့လုံမကုံမကွက်တီပါပဲ။ဒီယတာဟာခီးတဲ့တွေကိုဩစတြေးလျတိုက်ရဲ့မြောက်ပိုင်းကနေတောင်ပိုင်းကန်ယိုရန်တွေစီကိုတိုက်ကြီးတစ်ခုလုံးကိုဖျက်ကျော်ကပို့ဆောင်သွားပေးမှာပါ။ခီးစင်ရဲ့ကြားမှာအက်ဒလီမျိုးအဲလန်စပရင်နဲ့ဒါဝင်မျိုးတွေမှာတစ်ဖြက်စီရနာတဲခုသွားမှာပါ။ဒီယတာစင်ကို Johnny Pionin Ray Expedition ကနေစီစဉ်တာဖြစ်ပြီးတော့53နာရီနဲ့15မိနစ်ကြာရှေလျားရဲ့စွန်စားခီးကန်းကြီးကိုခန်းစားရမယ်လို့ဆိုထားပါတယ်။ဒီကြီးကြီးအားမိုင်ပေါင်း 13,152မိုင်ရှိပါသည်1923ခုနှစ်မှာဒီရထားကို The Gem ဆိုတဲ့နာမည်ပေးရခဲ့ပြီးတော့ဒီနာမည်ဟာ19ရာစုနောက်ပိုင်းလောက်ကဩစတြေးလျကိုရောက်လာခဲ့ပြီး Vitain Colony တွေကိုဩစတြေးလျနိုင်ငံအတွင်းပိုင်းထိဖောင်းဝင်နိုင်အောင်ကူညီပေးခဲ့တဲ့ Afghan လူမျိုး Clan of Sea သမားတွေကိုကိုစားပြုပေးရထားတယ်လို့ဆိုကြပါသည်1989ခုနှစ်မှာတော့ဒီရထားကိုနိုင်ငံပိုင်ကနေပုဂ္ဂလိကပိုင်ဖြစ်ပြောင်းလဲခဲ့ပြီး အဲ့ကနေ Johnny Beyond Ray Expedition ကအိုးစီးခဲ့တာဖြစ်ပါတယ်။ယထာတစ်ခုခြေစီမှာတန်မဏိနဲ့ပြုတ်လုထားတဲ့ယထာအတွဲပေါင်း28တွဲပါဝင်ပြီးတော့1960နောက်ပိုင်းနဲ့1980ဆောင်းပိုင်းကာလတွေမှာ ကိုမက်ဂရင်ဗယ်ကနေတိစောက်ခဲ့တာဖြစ်ပါတယ်။ယထာပြမြအပြင်ပေ2500လောက်ရှိလျားပြီးတော့ Pacific National Anar Glass Bien Tha ကောင်တက်ဆင်ထားပါတယ်။ယထာကိုမောင်းနေတဲ့သူတွေကိုတော့ Pacific National ကနေပြီးတော့ရွေးချယ်ထားတာဖြစ်ပြီးယထာနောက်တွဲပေါ်ကဝန်ထမ်းတွေကိုတော့ Charlie Bean ကခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။နံပါတ်1 Canada National Railway ကနေဒါအမျိုးသားယထာလန်ဟာမြောက်အမေရိကန်ဒေသကိုပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ဒီမြထာလန်ကျောင်းဟာကနေဒါနိုင်ငံကိုဖျက်ဖောက်ပြီးတော့အမေရိကန်နိုင်ငံနဲ့ကိုဆက်သွယ်ထားပါတယ်။လမ်းကြောင်းကျယ်ပြန့်ပြီးတော့ရှုပ်ထွေးတာကြောင့်အထူးတင်ရှားလာပါတယ်။အခုလိုကျယ်ပြန့်နေဆက်တဲ့မြထာလန်ကျောင်းကုန်စည်ပစ္စည်းတွေအရေးမြစ်တွေနဲ့လူသုံးကုန်တွေကိုအမေရိကတိုက်တရှောက်လွယ်ကူစွာသေယူပို့ဆောင်နိုင်ပါတယ်။ဒီမြထာလန်ကျောင်းခံမင်းကြီးအဖြစ်မိုင်ပေါင်း 32800လောက်ရှိလျားပါသည်ဒီရှိလျားတဲ့မြေထားလမ်းကြားပေါ်မှာ CNR ဆိုတဲ့ကုမ္ပဏီကယထားတွေကိုပြေးဆွဲပေးပါသည်အဲ့ချိန်မှာရင်းနှီးငွေသုံးမြေထားဖြစ်တဲ့4010 ဝီရာဂလိုမြေထားမျိုးကိုခီးတဲ့တွေတေပေါ်ဖို့အသုံးပြုပြီးပိုလေးလံနဲ့280မြေထားကောင်းတွေကိုတော့ကုန်ပစ္စည်းတွေပို့ဆောင်ဖို့အသုံးပြုပါရည်။နေ့တွေကြာလာတဲ့နောက်မှာတော့ CNN ဟာထိရောက်မှုနဲ့ဝန်ဆောင်မှုရေးသွေးကောင်းမွန်ဖို့ရအတွက်ခင်မီရဲ့မြေထားကောင်းတွေကိုရင်းနှီးမြှုပ်နှံကဆင့်မြလာခဲ့ပါရည်။ပထမကမှာဆင့်ဖြစ်ပြီးတော့စီဝါပြက်ကဲဆိုင်တဲ့အခါ စီကနာငွေကြေးပြဿနာများစွာကိုရင်ဆိုင်ခဲ့ရပါသည်။ဒါကြောင့်မေ1980ခုနှစ်အစိုးရပိုင်းကုမ္ပဏီနေနဲ့ပြောင်းလဲခဲ့ရပါသည်။အစိုးရကအနောက်မှာတော့အချာမီယထားလမ်းကြောင်းတွေနဲ့ CNO ကိုပေါင်းစည်းခဲ့ပြီးတော့ကနေဒါနိုင်ငံရဲ့သယူပို့ဆောင်ရေးတမိုင်းမှာအရေးပါတဲ့ပြောင်းလဲမှုတစ်ရပ်ဖြစ်ပေါ်လာခဲ့ပါသည်။1929ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့482 mountain နဲ့282 မကတော်လို့ရင်းနှီးငွေသုံးမိရထားတွေဟာမိရထားလောကကိုလွှမ်းမိုးခဲ့ပါရင်1940စောပိုင်းကာလတွေမှာတော့လျှက်စစ်နဲ့ဖက်ဆက်သုံးပြရတဲ့ရထားတွေပေါ်လာခဲ့ပြီး1950ခုနှစ်မှာကနေဒါနိုင်ငံရဲ့မိရထားအသင်းတွေကိုလျှက်စစ်ရထားအုံစီဝင်ရောက်လာခဲ့ပါရင်နံပါတ်1 The Big Boy 4014 ဖော်ပြခဲ့တဲ့မြေထားတွေးထဲမှာအမိုက်ဆုံးတစ်ခုဖြစ်တဲ့ The Junior Pacific Bitcoin 4014ဟာဒီလိုမျိုး Bitcoin မျိုးစားယထား25ဇင်းတွေကတစင်းဖြစ်ပါရည်။အယထားတွေကပထမဆုံးတစင်းကို1940ခုနှစ်မှာစတင်အသုံးပြုခဲ့ပြီးတော့ဒီယထားတွေရဲ့အင်ဂျင်တွေကလုံးဝကုန်မမိုက်ပါရည်။ အရှေ132ပဲရှေ့လျားပြီးတော့ပေါင်း1.2မီလီယံအလေးချိန်ထိတည်ဆောင်းနိုင်စွမ်းရှိပါသည်။ဂျာပင်မြေသားကောင်းရဲ့ရှုပ်ထွေးတဲ့ဒီဇိုင်းဟာအကွေးကောက်နေရာရောက်ရင်လွယ်ကူစွာလမ်းကြောင်းပြနိုင်အောင်တည်ဆောက်ထားတာပါ။ယထာရဲတစ်ခုနဲ့တစ်ခုလိုက်လုံးညီထွေးဖြစ်အောင်ချိတ်ဆက်ထားတာကြောင့်ကျန်းတဲ့မြေပြင်နေသားတွေမှာပါချုံးမိတ်စွာသွာလာနိုင်ပါသည်။အဲ့ချိန်တော့ကဒီယထားဒီဇိုင်းကသာလျင်အခုလိုလှုပ်ဆောင်နိုင်ကြတာပါ။စကောင်းမှာပိုင်လော့ဗီလေးဘိတ်တက်ဆင်ထားပြီးတော့မြေသားမောင်သမားရှိရောက်ပါက trailer b link ပြီးတက်ဆင်ထားပါသေးတယ်အခုလိုတက်ဆင်ထားတဲ့ရထားကြောင့် orange shooter နဲ့ shadow mid data တွေကိုအောင်မြင်စွာဖျက်ချော်သွားလာနိုင်ခဲ့ပါတယ်ဒီ big bang ရထားတွေကခုနှစ်ဆင်းကိုတော့ယနေ့ထိန်ဒီဆက်လက်အသုံးပြုခြင်းမရှိတော့ပေမယ့်နိုင်ငံနိုင်ငံဘူတာယုံတွေမှာတော့အမှတ်တရအဖြစ်ခင်းကျေးပြသထားပါတယ်ဒီရထားတွေက union pacific ဒေသကို1940ခုနှစ်ဒီဇင်ဘာလမှာရောက်ရှိလာခဲ့တာဖြစ်ပြီး1962ခုနှစ်ဒီဇင်ဘာအထိအနားမြူခင်နှစ်20အတွင်းမှာမိုင်ပေါင်းတတန်း3125အထိပြည့်စွဲပေးခဲ့ပါတယ် ကယ်ပရိသတ်တို့ရင်တခုပြိုရဲမှာတော့ကဘာပေါ်ကအကြီးမားဆုံးမြေထားတွေနဲ့မြေထားလဲချောင်းတွေအကြောင်းကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ပရိသတ်တို့ရောဒီရထားတွေကဘေးတစင်းကိုစိတ်နှစ်သက်ဆုံးဖြစ်မယ်လို့ထင်ပါတယ်။ comment မှာရေးခဲ့ပေးပါဦးနော်။အခုလိုပြိုရဲကိုဆုံးတီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။